မယူနီပြဖြစ်ချင်သလားဆိုတာအိုလီဗာကလက်စနာဆုံးဖြတ်ပြီးအားလုံးပဲမင်္ဂလာပါများ။မန်ချက်စတာဖုတ်ဘောဇော်ဝင်တင်ဆက်နေပါတယ်။ခရစ်စတယ်ဘဲလစ်မန်နေဂျာအိုလီဗာကလက်စနာကသူကရူဘင်အမောရီရဲ့နေရာကိုစားဝင်ပြီးမယူနိုက်တက်နေပြတယောက်ဖြစ်ချင်သလားဆိုတာဆုံးဖြတ်ချက်ချထားပြီးနေပါပြီ။အမောရီကဘီဂရက်စ်နေနေ့မှာဘရန်ဖို့ကို3-1နဲ့ထပ်ပြီးရှုံးနေလိုက်တဲ့အခါဖီးယားတွေပုံပုံများပြလာခဲ့ပါတယ်။နေတကသူတို့ရဲ့အဖွင့်ချောက်ပွဲမှာ9မှတ်ထဲရရှိထားပြီးအဆင့်14နေရာတွေရောက်ရှိနေရပါတယ်။ ဒီရှုံးနေမှုဟာ United အတွက်ကတော့မွေးပြပစိုးဖြစ်နေတဲ့ခန်းစီအားနဲ့ချက်တွေကြောင့်ပါပဲဒါတော့မှ Emery ကတော့ The Nice နှစ်ကိုပြောင်းလဲဖို့စိတ်ကူးမရှိပဲ United နဲ့ကာညီမှုမရှိတဲ့3-3နောက်တန်း3ရောက်ကစားကွက်ကိုစိုးအတင်းချက်ဆက်လက်ကစားဖို့ပဲကြံစီနေပါတယ် BBC Sport ရဲ့တင်ဆက်မှုအရ United က Emery အနာဂတ်ကိုလျင်စလို့ဆုံးဖြတ်သွားမှာမဟုတ်ပဲယာတီကုန်တဲ့စောင့်ကြည့်ချိန်ပေးသွားမယ်လို့သိရပါတယ်ဒါပေမဲ့ရလဒ်တွေစက်ပြီးစိုးဝါနေမယ်ဆိုရင်တော့ဖီးယားတွေများတဲ့များလာပြီးတော့အခြေအနေကလည်းဒီမျိုးဖြစ်သွားနိုင်ပါတယ် တကယ်လို့များအင်မော်ရင်းကိုထုတ်ပေးခဲ့ပေဆိုရင်နောက်ကျနီးပြဖြစ်လာနေတဲ့နီးပြစည်ရင်မှာပါဝင်လာသူတစ်ယောက်ကတော့ Crystal Palace နီးပြ Oliver Glasner ဖြစ်ပါတယ်။ Glasner က2014ဇန်နဝါရီမှာ Palace ကိုစတင်တာဝန်ယူခဲ့ပြီးတော့အောင်မြင်မှုကြီးကိုရှာဖွေနိုင်ခဲ့ပါတယ်။ Glasner ကလင်းယုံငှက်တို့အတွက်စူပလာအောင်မြင်မှုတွေကိုပါရှာဖွေပေးနေတာဖြစ်ပါတယ်။ Glasner က Palace နဲ့တူ FA Cabinet Community တိုင်းတို့ကိုကင်မြောက်နိုင်ခဲ့ပြီးလက်ရှိပွဲစဉ်6ပြီးမှာတော့ရှုံးပွဲမရှိသေးတဲ့တည်တည်နေသော Premier League အသင်းဖြစ်ရပ်တည်နေပါတယ်။ တကယ်ကတော့ Bellis က AB Manucase ကို 5C နဲ့ရှုံးနေထားပြီးနောက်ပိုင်းပြိုင်ပွဲစုံ16ပွဲစတိုင်ရှုံးပွဲမရှိတော့ဘဲနဲ့အကောင်းဆုံးပုံစံမှာရည်တည်နေတာပါ။ဒါပေမဲ့ Glasner နဲ့ Bellis ရဲ့စာချုပ်ကယာယီကုံရင်ကုံဆုံးတော့မှာ ဖြစ်ပါရည်။ဒီတော့ Glasner ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ကောလာဟလတွေကလည်းအများကြီးထွက်ပေါ်နေပါရည်။ Glasner ကဒီတစ်ပတ်ပြုလုပ်ခဲ့တဲ့ Gekker နဲ့အင်တာဗျူးမှာကောလာဟလတွေကိုသူလဲကြားထားပြီးဒါရီကဒီတိုင်းကောလာဟလပါပဲလို့ပြောသွားခဲ့ပါရည်။ Glasner ကဘယ်သတင်းကိုမှတုံ့ပြန်နေမှာမဟုတ်ဘဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ပဲဆက်ရှိနေမှာဖြစ်ပါရည်။ ကလက်နာကသူရဲ့ဒီနေ့တာလက်ဥတီကိုအာရုံစုဆိုင်ထားပြီးကစားမားတွေဝန်ထမ်းတွေနဲ့တူပျော်ပျော်ရွှင်ရွှင်ဖျက်ဆီးသွားမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Toss Sport သတင်းထောက် Ben Jacob ကတော့ကလက်နာက United အသင်းဘက်ကသာကမ်းလှမ်းလာမယ်ဆိုရင်အိုးထက်ဖို့ကိုတာဝန်ယူဖို့စိတ်ဝင်စားနေတယ်လို့သတင်းပေးလာခဲ့ပါတယ်။ Jacob ကသူကြားသလောက်ဆိုရင်ကလက်နာက United ရဲ့ကမ်းလှမ်းချက်ကိုတစ်စက္ကန့်အတွင်းတောင်မှလက်ခံနိုင်တယ်လို့လည်းဆိုထားပါတယ်။ မန်ချက်စတာယူနိုက်တက်ဘက်ကကြည့်မယ်ဆိုရင်ပရီးမီးယားလိတွေ့ကြုံပြေးွားတဲ့အည်သွေးရှိနီးပြားတယောက်ကိုခေါ်ယူချင်နေပြီးရှေ့ဆက်ချဖို့အတွက်အိမ်ကိုအိမ်လိုခန်းစားစီမဲ့နီးပြားတယောက်ကိုရွေးချယ်သွားချင်နေတယ်လို့တင်းမာဖော်ပြထားပါသည်။အိုလီဗာကလပ်စ်နာသာယူနိုက်တက်ကိုရောက်ရှိလာမယ်ဆိုရင်အမရီယန်နီစနစ်နဲ့မတူညီတဲ့ပုံစံတစ်ခုပုံဖော်သွားမှလည်းသိကြနေပါပြီ။ရိုဘင်မော်ရီနဲ့ပတ်သက်ပြီးတော့သုံးသပ်ကြည့်ရမယ်ဆိုရင်တော့အမရီယန်ကပွဲချင်းကပ်ပုံမောင်းရွေးမှုတွေအများကြီးလှုပ်ထားပါပြီ။အမရီယန်ကမောင်းရွေးတဲ့နီစနစ်မောင်းရွေးတဲ့လူစည်းရင်းကြွေးချယ်မှုမောင်းရွေးတဲ့ကစားမအတွေ့ဆက်လိုက်ဖက်မညီမှုတွေကိုဇက်တိုက်သုံးနေခဲ့သူဖြစ်ပါပြီ။ ဒီတော့ Emory အနေနဲ့ဒီစနစ်တွင်မှာပဲမတူညီတဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်ပါသေးတယ်။ဥပမာအပြင်တော့ Kobe Mino ကိုပွဲချိန်မိနစ်တွေပိုပေးမလား၊ Bruno Fernandes ကိုတီးမှထားကစားနေတာရက်မလား၊စသဖြင့်ပြောင်းလဲလို့ရပါတယ်။ Emory အတွက် Manchester United မှာအကြီးမားဆုံးစိန်ခေါ်မှုကသူ့ရဲ့နီးစနစ်ကနေအကောင်းဆုံးရလဒ်တွေရှာဖွေတာမျိုးမဟုတ်ဖိနေ။သူ့ရဲ့ကစားမားတွေစီကနေအကောင်းဆုံးတွေကိုရှာဖွေပြီးတော့သူတို့အားသာတဲ့နေရာမှာတက်တောင့်တက်တာနဲ့အတူတကွအတင်းတင်းလိုကစားနိုင်စေဖို့ပဲဖြစ်ကြောင်းလေး Jakov ကတုံ့တက်ခဲ့ပါတယ်။ Glasner ကသူ့ရဲ့ရှိတဲ့ကစားမားတွေကိုအကောင်းဆုံးဖြစ်လာစေပြီးတော့အောင်မြင်မှုရှာဖွေပေးနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ကလက်စနာကအိုးထက်ဖို့မှဆိုရင်လည်းပြင်ပြောင်းလဲမှုတွေပြုလုပ်ပေးပြီးတော့အသင်းကိုပြန်လည်မြင့်တင်ပေးနိုင်မယ့်နည်းပြတစ်ယောက်ဆိုတော့ကတော့ဒေချာနေပါပြီ။တရားစီရင်မှာအမ်မော်ရီနဲ့နှုတ်ဆက်လန်းခွဲရပြီးတော့ကလက်စနာရောက်ရှိလာမလားဆိုတာကိုတော့လာမယ့်ရက်တွေမှာဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါရည်မြ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်။